င်္ဂလာပါရှင်။တန်လွင်ထိုင်းရဲ့အောက်တိုဘာလ24ရက်နေ့အတွက်ညနေခင်းနောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးသွားမှာပါ။တန်လွင်ထိုင်းရဲ့သတင်းထုတ်လွှင့်မှုတွေကို Facebook, Telegram, Instagram, YouTube, Website, X, TikTok နဲ့တန်လွင်ထိုင်း application ကနေလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ကျမယွန်ကြည်ပါပါရှင်။ဒီကနေ့ညနေပိုင်းထုတ်လွှင့်မှုမှာတင်ဆက်ပေးမယ့်သတင်းတွေကတော့တထုံတိုက်ပွဲအတွင်းဒေသခံ၃ဦးကိုစစ်တပ်ဖမ်းဆီးသွားတဲ့သတင်း ကော့ဂရိတ်မြောက်ပိုင်းကြီးရွာတွေမှာတိုက်ပွဲပြင်းထန်နေတဲ့သတင်းတွေအပြင်မြမဆက်ကောင်းဆောင်တရားခွင့်မရှိတဲ့အာဆီယံထိပ်သီးစည်းဝေးစတဲ့သတင်းတွေပေါ်ပါရှုစားကြရမှာပါနိုင်ငံတကာသတင်းတွေမှာတော့ပူတင်ကိုမြင်းပြို့စောင့်ကြည့်နေတယ်လို့ဗြိတိန်ကာကွယ်ရေးဝန်ကြီးသတိပေးလိုက်တဲ့သတင်း။ယူကရိန်းစစ်ပွဲအတွင်းသေဆုံးသွားတဲ့စစ်သားတွေအတွက်မြောက်ကိုရီးယားကအထိမ်းအမှတ်ပြလိုက်ဆောက်လုပ်နေတဲ့သတင်းတွေအပြင်မနေ့ပြန်အတွက်မိုးလေဝသသတင်းတွေကိုပါတင်ဆက်ပေးသွားပါမယ်ရှင်။ မွန်ပြည်နယ်တထုံမြို့နယ်ရေဝေကျေးရွာနဲ့ချောင်းဆောင်ကျေးရွာကြားမှာဖြစ်ပွားခဲ့တဲ့နှစ်ဖက်တိုက်ပွဲအတွင်းစစ်ကော်မရှင်တပ်ကရွာသား၃ကိုဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ဒေသခံတွေကတမ်းပြတိုင်းကိုပြောပါရယ်။အော်တိုဘာ23ရက်နေ့မနက်7:00နာရီခြေလောက်မှာအင်အားတရာဝင်းကျင်ပါတဲ့စစ်ကော်မရှင်တပ်စစ်ကြောင်းထိုးတာတဲ့အတွက်တော်လိုက်မှာမေပူပေါင်းတပ်ဖွဲ့တွေနဲ့နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့တာပါ။ ိတ်တိုက်ပွဲတွင်ထိနာသွားတဲ့စစ်ကော်မရှင်တပ်ဟာစစ်ကြောင်းပြန်ဆုပ်စင်ရေဝေရွာကနေဖြစ်တဲ့မောင်တာနေထူမောင်ကွားနဲ့ဥဖားဒေတို့တော့ဦးဖမ်းဆီးသွားခဲ့တာဖြစ်ပါလေရေဝေရွာကန်၃ကိုစစ်ကော်မရှင်တပ်ဖမ်းဆီးသွားတာကြောင့်မိသားစုဝင်တွေကသူတို့ရဲ့အသက်အန္တရာယ်အတွက်စိုးရိမ်ပူပန်မှုတွေရှိနေပါတယ်အိတ်တိုက်ပွဲတွင်စစ်ကော်မရှင်တပ်ဘက်က၅ဦးထပ်မံနဲ့ထိခိုက်ဒေဆုံးခဲ့ပြီးတော့တော်လိုင်းတပ်ဖွဲ့ဘက်ကရဲဘော်တအူထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့တော်လိုင်းသတင်းရှင်းပြတွေကပြောပါတယ်နှစ်ဖက်တိုက်ပွဲတွေကြောင့် ရေဝေကျွော်နေဒေသခံပြည်သူ300ကျော်ဟာမိချောင်းအိုင်ရွှေကြည်နဲ့ရွှေအောင်ပြကျွော်ဘက်ကိုထွက်ပြေးတိရှောင်ခဲ့ရတယ်လို့သိရပါတယ်ပြခဲ့တဲ့အောက်တိုဘာ22ရက်နေ့ညပိုင်းကလည်းတထုံမြို့နယ်မိုးကောင်းကျွာအနီးမိုးကောင်းချောင်းဆောက်လမ်းပိုင်းမှာတိုက်ပွဲဖြစ်ပွားခဲ့ပြီးတော့ကုန်တင်ငင်တစည်းလက်နက်ကြီးထိမှန်ပျက်စီးခဲ့ပါသည် ယ်ကော့ဂရိတ်မြောက်ပိုင်းမြပတိုင်ကြီးရွာအုပ်စုမှာစစ်ကြောင်းထိုးလာတဲ့စစ်ကော်မရှင်တပ်စစ်ကြောင်းနဲ့ KNL KNDO ပူးပေါင်းတပ်တို့ကြားနှစ်ဖက်တိုက်ပွဲပြင်းထန်နေတယ်လို့နေမီကန်သတင်းမြစ်တွေကတန်လွင်တိုင်းကိုပြောပါတယ်။အောက်တိုဘာ23ရက်နေ့မနက်ပိုင်းကမြပတိုင်ရွာနဲ့ကော့ဖန်ရဲ့ကြီးရွာကြားမှာနှစ်ဖက်တိုက်ပွဲနိုင်တော်တော်ကြားထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်ကော်မရှင်တပ်ကထိခိုက်သေးဆုံးမှုများပြားနေတယ်လို့နေမီကန်သတင်းမြစ်တွေကဆိုပါတယ်။စစ်ကော်မရှင်တပ်စစ်ကြောင်းဟာ ောက်တိုဘာ6ရက်နေ့ကနဘူးကော့ဂရီလန်ကိုပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီးနောက်လမ်းပိုင်းနီးနားမှာရှိတဲ့ကြီးရွာတွေဖြစ်ကြတဲ့မြပတိုင်းကော့ဖန်ရက်နောင်မီထီဖို့ဆန်နောင်တပွဲစတဲ့ကြီးရွာတွေစီစစ်ချောင်းဆက်ထိုးခဲ့ရာ KNL KNDU ပေါင်းတပ်တို့တိုက်ပွဲဆက်ဖြစ်နေခဲ့တာပါ အောက်တိုဘာ20ရက်နေ့ညနေပိုင်းချိန်ကကော့ဂရီမြို့နယ် မြောက်ပိုင်းတီဖိုးစံရွာတဲ့ကိုစစ်ကော်မရှင်တပ်ကလေရင်နဲ့ဘုံလုံးများစွာကျဲချတိုက်ခိုက်ခဲ့ရာတီဖိုးစံဘုံကြီးချောင်းရှိနာကြောက်ရောက်ပောက်ကွဲခဲ့ပြီးနေအင်ချို့မီးလောင်ပျက်စီးဆုံးရှုံးခဲ့ပါတယ်။စစ်ကော်မရှင်တပ်ဟာမြောက်ပတိုင်းကော့ဖန်ရဲ့တီဖိုးစံကြီးရွာတွေကနေတဆင့်နောင်နိုင်ရန်ကုန်နဲ့အောက်ဘုတဲရှိရာဒေါနာတောင်ပေါ်လမ်းဟောင်းစီတက်ရောက်သွားမှာဖြစ်တယ်လို့ဒေတာရင်းသတင်းမြစ်ကဆိုပါတယ်။ ကော့ဂရိတ်မြောက်ပိုင်းကတိုက်ပွဲတွေထဲမှာစစ်ကော်မရှင်တပ်နဲ့အတူကရင်နယ်ခြားစောင့်တဲ့ BGF နဲ့ဘူဘီဦးဆောင်နဲ့ခွဲထွက် DKPA တပ်ဖွဲ့တို့လည်းပါဝင်ခဲ့ပြီးစစ်ကော်မရှင်တပ်ဆွဲထားရာကြေးရွာတွင်းကဒေသခံတွေရဲ့နေအိမ်ပစ္စည်းတွေကိုဖျက်ဆီးမှုတွေလှုပ်ဆောင်နေတာဒေသခံချုပ်ကလည်းဖမ်းဆီးထိန်းသိမ်းထားတယ်လို့သိရပါတယ်တိုက်ပွဲကြောင့်မြပတိုင်းကော့ဖန်ရဲ့နောင်မီမိဖာလဲနောင်တပွဲလန်ခိုင်ပိုင်းစတဲ့ကြီးရွာတွေကဒေသခံတွေဟာဘေးလူရာကိုထွက်ပြေးတင်းချောင်ခဲ့ရပြီး ီကနေ့ချိန်ထိနေရက်ကိုပြန်မနေရသေးဘူးလို့ဒေသခံတွေပြောပြချင်ရသိရပါတယ်အမေရိကန်သမ္မတဒေါ်နယ်ထရန့်တက်ရောက်မဲ့58ကြိမ်မြောက်အာဆီယံထိပ်သီးစည်းဝေးမှာမြန်မာစစ်ကောင်းဆောင်တက်ရောက်ခွင့်မရှိတဲ့ပေါ်မြန်မာရင်းနဲ့ပတ်သက်ပြီးထူးခြားတဲ့အပြောင်းအလဲဖြစ်လာမလားဆိုတာအားလုံးကစိတ်ဝင်စားနေကြပါတယ်။အောက်တိုဘာ26ရက်ကနေ28ရက်နေ့ထိ ကွာလာလမ်ပူမြို့မှာကျင်းပသွားမယ့်အာဆီယံထိပ်သီးစည်းဝေးမှာစစ်ကောင်းဆောင်မင်းအောင်လှိုင်နဲ့ရုရှားသမ္မတပူတင်တို့တက်ရောက်မှာမဟုတ်ဘူးလို့မလေးရှားဝန်ကြီးချုပ်အန်ရာအီဘရာဟင်ကအတည်ပြုထားတာပါ။အာဆီယံထိပ်သီးစည်းဝေးကိုတော့အဖွဲ့ဝင်နိုင်ငံတွေရဲ့ခေါင်းဆောင်တွေအပြင်အမေရိကန်၊တရုတ်၊ဂျပန်နဲ့အိန္ဒိယပါဝင်အာဆီယံရဲ့ဆွေးနွေးပတ်နိုင်ငံတွေကခေါင်းဆောင်တွေလည်းတက်ရောက်ကြမှာဖြစ်ပါတယ်။မြန်မာနိုင်ငံကတော့စစ်ကော်မရှင်ရဲ့နိုင်ငံခြားရေးဝန်ကြီးဌာနအမြဲတမ်းအတွင်းဦးဟောက်ကမ်ဆုံးကအစည်းအဝေးတက်ရောက်ဖို့မလေးရှားနိုင်ငံကိုအောက်တိုဘာ23ရက်နေ့ကလေးကရောက်ရှိနေတာပါ။ ဆီယနာသိမ်းပြီးရနောက်ပိုင်းအာဆီယံထိပ်သီးဆွေးနွေးတွေမှာမြန်မာနိုင်ငံကိုစားပြုဖြစ်နေရာလွတ်ထားရှိခဲ့ပြီးရနောက်ပိုင်းနိုင်ငံရေးနဲ့မသက်ဆိုင်တဲ့ကိုယ်စားလှယ်တအူတယောက်ခွင့်ပေးခဲ့တာဖြစ်ပါတယ်။အဲ့ဒီဆွေးနွေးမှာမြမရေးပါဝင်အမေရိကန်ရဲ့အခွန်တိုးမြှင့်ကောက်ခံမှုနဲ့ဒေတာဆိုင်ရာလုံခြုံရေးစတဲ့ကိစ္စရပ်တွေကိုအဓိကထားဆွေးနွေးဖို့ရှိနေတယ်လို့နိုင်ငံတကာသတင်းတွေမှာဖော်ပြပါတယ်။နိုင်ငံရေးလည်လာသုံးသပ်သူဦးကြည်မြင့်ကမြမရေးဖြည့်ရှင်းရမှာမညီညွတ်တဲ့ ASEAN C ကမျှော်လင့်လို့မရပဲ American သမ္မတရဲ့ပြောဆိုမှုအပေါ်စောင့်ကြည့်ရမယ်တဘောလို့တာလွင်တိုင်းကိုပြောပါလိမ့် တို့အာဆီယံကတော့မညီညွတ်ဘူးလေအာဆီယံကတော့ဘာမှမပြောဘူးတို့ကရေကောက်ပွဲပေါ်မှာတို့ကဘုံသောတူချင်းနဲ့ဒီရေကောက်ပွဲကဟာလာပြည်သူလူထုအကျိုးရှိမဲ့ရေကောက်ပွဲမဟုတ်ဘူးတို့ချမှတ်ထားတဲ့ဘုံသောတဘောတူချင်းငါးချက်တည်းမကိုက်ကြည့်ဘူးဆိုပြီးတော့ပြန်လဲတုတ်လိုက်ရင်ပဲအဲ့လိုကြီးများချင်းမျိုးထွက်လာမယ်ဆိုရင်တော့ဒါတော်တော်မျောလင်းချက်ရှိတယ်ပေါ့နော်အဲ့ဒါလည်းဒီမျိုးဆိုင်ပါဘူးဒီကဒီကျေးဇူးကအဲ့ဒါလည်းဒီမျိုးဆိုင်ဘူးဒီမျိုးဆိုင်လို့ပါ လုတ်ပြာလုတ်တာဒီငားနဲ့မှာအေးပြန်ကောင်းတဲ့တော့ထက်မကောင်းဘူးနော်အဲ့တော့တမလာကြီးရဲ့အဲတမလာကြီးရဲ့အပေါ်မှာပဲဘာပြောမလဲအဲ့ဒီပေါ်မှာပဲစောင့်ကြည့်ရမယ်သဘောရှိတာပေါ့နော်လက်ရှိထိုင်းမြန်မာနယ်စပ် KNP နဲ့မြောက်ရီမြို့နယ်အတွင်းကကြားဖြန်လို့ခေါ်တဲ့ online ငွေလေလုပ်ငန်းတွေနဲ့ပတ်သက်ပြီးအမေရိကန်သမ္မတရဲ့ကင်ပြယ်မှုအပေါ်မှာသာမျှော်လင့်ချက်ရှိနိုင်မယ်လို့သူကမှတ်ချက်ပြုပါတယ် တစ်ဖက်မှာအခုနှစ်ကုန်ပိုင်းတွင်စစ်ကော်မရှင်ကဥဆောင်ပြီးအပိုင်းလိုက်ထွေထွေရွေးကောက်ပွဲကျင်းပသွားဖို့ပြင်ဆင်နေတဲ့အပေါ်အာဆီယံကပြည့်ပြည့်သားသားကန့်ကွက်တာမရှိသေးပါဘူး။အဲ့ဒီရွေးကောက်ပွဲဟာမြမပဋိပက္ခဖြည့်ရှင်းရမှာအဖြစ်မဟုတ်ဘူးလို့သာတုံ့ပြန်ထားကြတာပါ။ဒါကြောင့်ရွေးကောက်ပွဲဖြစ်မြောက်သွားခဲ့ရင်အာနာတိန်စစ်ကော်မရှင်ဟာအယက်သားဆိုရဖြစ်အတွင်ပြောင်းပြီးတက်လာမှာဖြစ်လို့အာနာ၃ရဲ့စလုံးကိုခွဲဝေပေးရမှာဖြစ်ပေမဲ့ထူးမခြားနာဘူးလို့လေလာသူတွေကထောက်ပြကြပါရစေ။ ကျောင်းသားခေါင်းဆောင်ဟောင်ကိုမင်းတွေးတစ်ကရွေးကောက်ပွဲကနေတက်လာမဲ့အစိုးရနဲ့အာဆီယံတို့ဆက်လက်ပူးပေါင်းနိုင်မဲ့အခင်းကျင်းတွေရှိနိုင်ပေမဲ့မြမရေးဟာထူးထူးခြားခြားပြောင်းလဲမှုမရှိနိုင်ဘူးလို့တန်လွင်တိုင်းကိုပြောပါလိမ့်။အာဆီယံဘက်ကတော့အဲ့ဒီတက်လာမဲ့အရသာအစိုးရနဲ့ဆက်လက်ပူးပေါင်းဆောင်ရွက်မယ်လို့ပြောတာနိုင်ငံတကာအဖွဲ့အစည်းတွေကဒီလိုပဲသွားကြမှာပဲ။ကျွန်တော်ဗမာပြည်သူတွေရဲ့အဲဒီတော်လိုင်းဘောသဘောထားဆက်အနာရှင်တွေဘောသဘောထားနဲ့လက်ရှိဗမာပြည်မှာ ဒုက္ခရောက်နေတဲ့ဒီဖြစ်စဉ်တွေပြည်သူတွေအကြံဖတ်မှုခံနေရတဲ့ဖြစ်စဉ်တွေအပေါ်မှာတော့နိုင်ငံတကာကစိတ်ဝင်စားမှု ထိရောက်တာထိရောက်စွာကူညီနိုင်မှုကတော့အားနည်းနေတော့မဲ့ဖြစ်နေတော့အာဆီယံရဲ့အခင်းကြီးကနောက်တက်လာမဲ့အရသာအစိုးရလက်ထက်မှာပြောင်းလဲကောင်းပြောင်းလဲနိုင်ပြီမဲ့အာဆီယံအခင်းကြီးပြောင်းလဲတာသာဖြစ်ပြီးတော့ကျွန်တော်ဗမာပြည်ရဲ့နိုင်ငံရေးပြည်သူတွေရဲ့နေစဉ်စောင်းနေရေးလုံခြုံရေးကိစ္စတွေကတော့ပြောင်းလဲမှုအဲသူတို့ကြကြပြောင်းလဲမှုမရှိနိုင်ဘူးလို့ပဲကျွန်တော်တို့ကတော့မြင်ပါတယ်ဗျ မြန်မာနိုင်ငံမှာစစ်တပ်ကနိုင်ငံအာဏာကိုသိမ်းယူပြီးလာပိုင်းအတွင်းစစ်ကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကိုတိုင်အာဆီယံခေါင်းဆောင်တွေရှိမှပုံသဘောတူညီချက်၅ရက်ကိုလိုက်နာပါမယ်လို့2021ခုနှစ်ဧပြီမှာလက်မှတ်ရေးထိုးခဲ့တာပါ။အဲ့ဒီပုံသဘောတူညီချက်၅ရက်ထဲမှာဖန်ဆီးထားတဲ့နိုင်ငံခေါင်းဆောင်တွေနဲ့နိုင်ငံရေးအကျဉ်းသားတွေပြန်လွှတ်ပေးဖို့အကြမ်းဖက်မှုတွေရပ်ဆိုင်ဖို့သက်ဆိုင်ရာစုဖွဲ့အားလုံးနဲ့တွဲဆောင်ဆွေးနွေးဖို့ပါဝင်လူသားချင်းစာနာထောက်ထားမှုအကူအညီတွေပေးဖို့စတဲ့အချက်တွေပါဝင်ပါတယ်။ဒါပေမဲ့ အာဆီယံလက်ကျဥက္ကဋ္ဌဖြစ်တာဝန်ယူရတဲ့နိုင်ငံတွေတနိုင်ငံပြီးတနိုင်ငံအပြောင်းလဲဖြစ်ခဲ့ပြီးမဲ့စစ်ကော်မရှင်ဘက်ကဘုံသဘောတူညီချက်၅ရက်ကိုအပြည့်အဝအကောင့်တဲ့ဖော်နိုင်ခြင်းမရှိခဲ့ပါဘူး။လေလာသူတွေကတော့ဘုံသဘောတူညီချက်၅ရက်ဟာမြမအချက်တဲ့ဖြည့်ရှင်းရမှာထိရောက်မှုမရှိသလိုအာဆီယံဖွဲ့စည်းအနေနဲ့လည်းဘာမှလွှမ်းမိုးလှုပ်ဆောင်နိုင်ခြင်းမရှိတဲ့အနေအထားမျိုးလို့ဝေဖန်သုံးသပ်ထားကြပါသည်။ နိုင်ငံတကာသတင်းတွေကိုဆက်လက်တင်ဆက်ပေးပါမယ်။ဖြစ်တဲ့ကာကွယ်ရေးဝန်ကြီးဂျွန်ဟာလီကရုရှားသမ္မတဗလာဒီမာပူတင်ကိုသတင်းစကားတစ်ခုပေးလိုက်ပြီးခမရိုရဲ့ရင်ငုတ်တင်မော်တွေကိုကျွန်တော်တို့လိုက်ရှာနေရလို့ပြောလိုက်ပါတယ်။ပြည်တင်ရေးပြင်ကိုချင်းချောင်းလေးရဲ့ရုရှားတင်မော်တွေ30ရာခိုင်နှုန်းအထိပိုများလာတယ်လို့ဝန်ကြီးဟာလီကပြောပါတယ်။ဒါဟာရုရှားရဲ့ရန်စားမှုတွေပိုများလာတဲ့လက္ခဏာဖြစ်ပြီးယူကရိန်းကိုသာမဟုတ်ဘဲဥရောပကိုပါချင်းချောင်းနေရလို့ဂျွန်ဟာလီကဆိုတာပါ။ မြောက်အထလန်တိန်မှာရုရှားရေငုပ်သင်္ဘောတွေရဲ့လှုပ်ရှားမှုတွေဟာအခုချိန်မှာစစ်အေးခေတ်ကလှုပ်ရှားမှုတွေအတိုင်းအတာမျိုးကိုပြန်ရောက်လာပြီလို့သူကဆိုပါတယ်။ရုရှားရေငုပ်သင်္ဘောတွေလှုပ်ရှားမှုပိုများလာနေတဲ့အထလန်တိန်ရေပြင်မှာဂျီတိန်တော်ဝင်ရေတက်တဲ့လေတက်ကစောက်ကြည့်ထောက်လန်းမှုတွေပုံမလုံးဆောင်နေကြောင်းကာကွယ်ရေးဝန်ကြီးဌာနကပြောပါတယ်။အဲ့ဒီရေပြင်မှာဂျီတိန်လေတက်က24နာရီပတ်လုံးကင်းလှည့်တာတွေလှုပ်ဆောင်နေပြီးနေတိုးအဖွဲ့ဝင်တွေကလည်းအားပြေးပေးထားတယ်လို့သိရပါတယ်။ ရုရှားကမိမိတို့ကိုစိန်ခေါ်နေတယ်လို့အကဲဆန်းနေပြီးစောင့်ကြည့်နေကြ။ဒါကြောင့်မိမိတို့ကလည်းပူတင်ကိုစောင့်ကြည့်နေပြီးပူတင်ရဲ့ရေငုပ်သင်းမောရစ်ကိုလိုက်လံရှာဖွေနေရလို့ဝန်ကြီးဟာလီကပြောပါတယ်။ဗြိတိန်လေတပ်ကအဲ့ဒီရေပြင်ပေါ်မှာသွာလာနေတဲ့သင်းမောရစ်ကိုရောရေအောက်မှာလှုပ်ရှားနေတဲ့ရေငုပ်သင်းမောရစ်ကိုပါစောင့်ကြည့်ထောက်လန်းနေတာဖြစ်ပါတယ်။ရုရှားအင်တာနက်ဆက်သွယ်ရေးလိုင်းတွေအနောက်ရှက်ဖြစ်သွားအောင်ရေအောက်ဆက်သွယ်ရေးကေဘယ်ကြိုးတွေကိုဖြတ်တောက်ပစ်ဖို့ကြိုးပမ်းနေတယ်လို့အနောက်နိုင်ငံတွေကစိုးရိမ်နေကြပါတယ်။ ရုရှားနျူကလ িয়ার ရင်ငုံတင်မောတွေရှိနိုင်တဲ့နေရာတွေကိုအဓိကထားစောင့်ကြည့်နေကြောင်းဂျာမနီနဲ့အမေရိကန်ကလည်းပါဝင်ကူညီပေးနေတယ်လို့ပြတိန်လေတက်ကဆိုပါတယ်ယူကရိန်းနဲ့တိုက်ခိုက်နေတဲ့ရုရှားစစ်ပွဲအတွင်းသေဆုံးသွားတဲ့စစ်သားတွေအတွက်အထိမ့်မှန်စာအုပ်တစ်ခုစတင်တိစောက်နေကြောင်းနိုင်ငံပိုင်မီဒီယာကအောက်တိုဘာ23ရက်မှာဖော်ပြပါသည် တက်ခိုက်ရေးစွမ်းဆောင်မှုအထိမ်းအမှတ်ပြလိုက်ကိုမြို့တော်ပြုံးရက်မှာတိစောက်သွားမှာဖြစ်ပြီးမြောက်ကိုရီးယားကောင်းဆောင်ကင်ဂျွန်ဝမ်နဲ့မြောက်ကိုရီးယားဆိုင်ရာရုရှားတာဝန်ကြီးတို့အခမ်းအနားတက်ရောက်ခဲ့ကြောင်း KCN သတင်းမှာဖော်ပြထားပါတယ်ပြလိုက်တိဆောက်ရေးအောက်တိုဘာ23ရက်ကပြုလုပ်ခဲ့တဲ့ခန်းနာတို့မိန်ကွန်းပြောကြားရမှာကင်ဂျွန်ဝမ်ကစစ်မှန်တဲ့မျိုးချစ်တွေတင်မျိုးမရှိတဲ့အကြောင်းရည်ညွှန်းပြီးတော့အခုလိုပြလိုက်တိဆောက်ဖို့စီစဉ်တာဖြစ်တယ်လို့ပြောပါတယ်ကမ္ဘာပေါ်မှာပမာမခန့်နိုင်ဆုံးနိုင်ငံတွေထဲကတနိုင်ငံဖြစ်တဲ့မြောက်ကိုရီးယားဟာ2022ခုနှစ်ဖေဖော်ဝါရီက ယူကရိန်းကိုမော်စကိုကျူးကျော်တိုက်ခိုက်ပြီးနောက်ပိုင်းရုရှားရဲ့အဓိကမဟာမိတ်ဖြစ်လာခဲ့ပါသည်။ရုရှားနောက်ပိုင်းမှာရှိတဲ့ယူကရိန်းတပ်တွေကိုတိုက်ထုတ်ရေးကရမလင်နန်းတော်ကိုကူညီဖို့မြောက်ကိုရီးယားကစစ်သားတွေကိုထောင်ထဲချပြီးတော့ဆေးလွတ်ပေးထားတယ်လို့လက်နက်တွေလည်းပေးဖို့ကူညီထားပါသည်။ရုရှားအတွက်တိုက်ပွဲဝင်ရေးတည်ဆုံသွားတဲ့မြောက်ကိုရီးယားစစ်သား600ကျော်ရှိပြီးဒေယာရသူထောင်ထဲချရှိကြောင်းတောင်ကိုရီးယားရဲ့တွေ့ချက်မှုတွေကဖော်ပြပါသည်။ရုရှားအတွက်ဂျင်းတိအောင်ပွဲရရှိစေဖို့ကူညီပေးနေတဲ့မြောက်ကိုရီးယားစစ်သားတွေကိုကင်ဂျိုဝမ်ကချီးကျူးတယ်လို့ ရုရှားနဲ့မြောက်ကိုရီးယားကြားတမိုင်းတခြားအားကောင်းဆုံးဆက်ဆံရေးအခြေအနေကိုလည်းချီးကျူးခဲ့ပါသည်။နာဇီလက်တက်ကျူးကျော်သူတွေကိုမိမိတို့တရားကောင်းတွေကတစ္ဆာရှိတဲ့စိတ်ဓာတ်နဲ့ဖျက်ဆီးချေမုန်းနေတယ်လို့ကင်ဂျွန်ဝမ်ကဆိုတာပါ။အခုဆောက်လုပ်မဲ့ပြတိုက်မှာရုရှားအတွက်တိုက်ပွဲဝင်ပေးခဲ့တဲ့မြောက်ကိုရီးယားစစ်သားတွေရဲ့ရုပ်ထုတွေ၊ဓာတ်ပုံတွေနဲ့တိုက်ပွဲတွေကိုပုံဖော်ထားတဲ့အမှုပညာလက်ရာတွေပါဝင်မယ်လို့ကင်ဂျွန်ဝမ်ကပြောပါသေးတယ်။ အော်တိုဘာ23ရက်ခန်းနာသို့မြောက်ကိုရီးယားနိုင်ငံဆိုင်ရာရုရှားတာမန်အလက်ဇန်ဒားမက်ဆီကိုရာနဲ့တခြားရုရှားယာရှိတွေတယောက်ခဲ့တယ်လို့ KCN နေတဲ့မှာဖော်ပြပါရယ်ရုရှားမှာတည်ဆုံသွားတဲ့စစ်သားတွေရဲ့မိသားစုဝင်တွေနဲ့အတူမြောက်ကိုရီးယားအစိုးရနဲ့စစ်ဘက်ဆိုင်ရာယာရှိတွေလည်းတယောက်ခဲ့ကြပါရယ်မြောက်ကိုရီးယားနဲ့ရုရှားကြားတနိုင်ငံတိုက်ခိုက်ခံလာရရင်နောက်တနိုင်ငံကစီးအရာကူညီပေးမယ်ဆိုတဲ့သဘောတူညီမှုတည်းရဲ့လက်မှတ်ရေးထိုးထားပါရယ်ဒီလိုကူညီပေးတဲ့အတွက်ရုရှားကမြောက်ကိုရီးယားကိုအာကာသနဲ့ဂျိုလူနည်းပညာတွေအပါအဝင် အစစ်မြေနေပညာတွေပေးဖို့ကူညီနေတယ်လို့ဝါရှင်တန်ကပြောပါတယ်နောက်ပြန်အောက်တိုဘာလ25ရက်နေ့အတွက်မိုးလီဝသခန့်မှန်းချက်သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ ဒီကနေ့မြန်မာစံတော်ချိန်ညနေ9:00နာရီအချိန်တိုင်းထွာချက်တွေအရမြန်မာနိုင်ငံတောင်ပိုင်းစွန်းဒေသတချို့တိမ်အင်းတင်းတင်းဖြစ်ထွန်းနေပြီးကြံစည်သားတွေမှာတိမ်အနှဲငယ်ဖြစ်ထွန်းနေတာကိုတွေ့ရပါတယ် မနက်ဖြန်အတွက်ခံမှန်းချက်တွေကတော့ကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတို့မှာတိမ်အင်းငယ်ငယ်ဖြစ်ထွန်းနိုင်ပြီးကြံဘင်္ဂလားပင်လယ်အော်မှာတိမ်အသင့်အတင့်မှတိမ်ထူထပ်နိုင်ပါတယ်။မြမကယိုရန်တခြားနဲ့ကန်လွန်ပင်လယ်ပြင်တို့မှာတခါတရံမိုးတက်လီပြင်များကြာရောက်နိုင်ပြီးလှိုင်းကြီးနိုင်ပါတယ်။မိုးတက်လီပြင်ကြစဉ်ရေပြင်းမြေပြင်လေဟာအရှိအရှိတောင်ဘက်ကနေတနအိ25မိုင်မှ35မိုင်အထိတိုက်ခတ်နိုင်ပါတယ်။ စကိုင်းတိုင်းမန္တလေးတိုင်းမကွေးတိုင်းရန်ကုန်တိုင်းအေရဝတီတိုင်းပဲခူးတိုင်းကချင်ပြည်နယ်ရှမ်းပြည်နယ်ချင်းပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့မှာနေရာစစ်စိတ်မိုးထိပ်ချုံရွာနိုင်ပြီးတရင်းသာရီတိုင်းကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာကျကျမိုးထိပ်ချုံရွာနိုင်ပါတယ်။တနင်္ဂနွေလုံးမှာမိုးရွာသွန်းမှုတိတိတသက်သက်လျော့နေနိုင်ပါတယ်။ အမြင့်ဆုံးအပူချိန်တွေအနည်းနဲ့မော်လမြိုင်မြို့နဲ့ဖအံမြို့တို့မှာ33ဒီဂရီစင်တီဂရိတ်နဲ့တဝယ်မြို့မှာ32ဒီဂရီစင်တီဂရိတ်အထီးထီးရှိနိုင်ပါတယ်။မြမတပြည်လုံးမှာခရမ်းလုံရောက်ကြီးအညွန်ကိန်းအလွန်မြင့်မာတဲ့အစစ်မှရှိနေနိုင်တယ်လို့ခန့်မှန်းရပါတယ်။ဒီမိုလိဝတာအစီအစဉ်ကိုတော့အမျိုးသားညီညွတ်ရေးအစိုးရလူသားချင်းစာနာထောက်ထားရေးနဲ့ဘေးအန္တရာယ်ဆိုင်ရာဝန်ကြီးဌာနနဲ့ဝင်းနီဒေါ်ကွန်တို့ကနေရယူဖော်ပြတာဖြစ်ပါတယ်။တန်လွင်ထိုင်းမြေညနေခင်းနောက်ဆုံးရသတင်းထုတ်လွှင့်မှုအစီအစဉ်ကိုကြည့်ရှုခံစားခဲ့ရတာပါ။ တာလင်ထိုင်းမြက်သတင်းထုတ်လွှင့်မှုတွေကို Facebook, Telegram, Instagram, YouTube, Website, X, TikTok နဲ့တာလင်ထိုင်း application ကနေလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။